အားလုံးပဲမင်္ဂလာပါဒီနေ့ညကျွန်တော်စိတ်ဝင်စားမှုနဲ့ပတ်သက်တဲ့အခြေခံထိုင်းစာပြောလေးပေါ့နော်သုံးပုံသုံးနည်းတွေကိုကျွန်တော်ဒီဗီဒီယိုကလေးလေးမှာလာအောင်များပြပါမယ်အဲနံပါတ်1ကကျတော့ကျွန်တော်စိတ်ဝင်စားမှုလို့ပြောခြင်းရင်ဖုံမိတ်စွန်ကြိုင်နော်ဖုံမိတ်စွန်ကြိုင်ခပ်ကျွန်တော်စိတ်ဝင်စားဘူးပေါ့နော်အဲနံပါတ်2ကကျွန်တော်အဲနံပါတ်1ကကျတော့ကျွန်တော်အဲ့ဒီကိစ္စကိုစိတ်ဝင်စားဘူးလို့ပြောခြင်းအဲဖုံမိတ်ဆွန်ကျန်ရေရနန်နော်ဖုံမိတ်ဆွန်ကျန်ရေရနန်ကျွန်တော်အဲ့ဒီကိစ္စကိုစိတ်ဝင်စားဘူးပေါ့နော်အဲ့လိုပြောလို့ရပါတယ် เออพี่รอนับไปตรงอ่ะจ้ารอนอตมิวบ่เนาะเออตูเบียวจินะเบียวจนอเส้นม่วนซาบูลูกกูก็เบียวจิงเออคองพั่วไลน์ก็ชั่นเออผมไม่สนใจเนาะคองพั่วไลน์ก็ชั่นผมไม่สนใจเออตูเบียวจินะเบียวจนอเส้นม่วนซาบูบ่เนาะคองพั่วไลน์ก็ชั่นผมไม่สนใจครับเออจนอเส้นม่วนซาบูบ่เนาะเออนับไป4อ่ะจ้ารอจนอตึกเส้นม่วนซาบูลูกเบียวจิงผมไม่ค่อยสนใจ ผมไม่ค่อยสนใจครับ เนาะ ไม่ค่อยสนใจครับ အဲကျွန်တော်သိစိတ်ဝင်စားဘူးเนาะဒီကိစ္စတွေကိုအဲကျွန်တော်သိစိတ်ဝင်စားဘူးအဲ့လိုပုံစံလေးပြောလို့ရတယ်เนาะအဲနံပါတ်5ကျတော့ကျွန်တော်အဲ့လောက်စိတ်ဝင်စားဘူးလို့ကိုယ်ကပြောခြင်းဖုံမဲ့တဲ့စွန်ချိုင်းအလိုက်ခနာနန်เนาะအဲ့လိုပြောလို့ရတယ်ဖုံမဲ့တဲ့စွန်ချိုင်းအလိုက်ခနာနန်ခပ်เนาะကျွန်တော်ဒီကိစ္စအဲ့လောက်အဲ့လောက်ကြီးစိတ်ဝင်စားဘူးပေါ့เนาะမဲ့တဲ့စွန်ချိုင်းအလိုက်ခနာနန် နော်အဲနံပါတ်6ကကြတော့ဒါကျွန်တော်စိတ်ဝင်စားတဲ့ကိစ္စမဟုတ်ဘူးလို့ကိုပြောခြင်းရင်အဲမမ်မချိုင်ရီယန်တီဖုံစွန်ကြိုင်နော်မမ်မချိုင်ရီယန်တီဖုံစွန်ကြိုင်ခပ်နော်ဒါကျွန်တော်စိတ်ဝင်စားတဲ့ကိစ္စမဟုတ်ဘူးပေါ့အဲဒါကွာပင်ရင်းနေပဲဖြစ်ဖြစ်ဒါမှမဟုတ်တရားကိုလာပြောတာဖြစ်ကိုအဲ့လိုမျိုးပြောလို့ရတယ်နော်မမ်မချိုင်ရီယန်တီဖုံစွန်ကြိုင်ခပ်နော်အဲ့လိုပြောလို့ရတယ်အဲပြီးတော့နံပါတ်9ကကြတော့ကျွန်တော်မရှုပ်တော့ပိုကောင်းတယ်လို့အဲ ကွာပြောကျင်တယ်ဗောနော်မရှုပ်တာပိုကောင်းတယ်ဗောနော်မရှုပ်တာပိုကောင်းတယ်လို့ကပြောကျင်ခွန်မယွန်းဒီกว่าเนาะခွန်မယွန်းဒီกว่าခပ်အဲရရနီဖုံခွန်မယွန်းဒီกว่าခပ်အဲဒီကိစ္စကျွန်တော်မရှုပ်တာပိုကောင်းတယ်ဗောနော်အဲအဲ့လိုမျိုးကိုကအရင်ကြီးကြီးလေးညင်းလို့ရတယ်ဗောနော်အဲပြီးပြီးရှင်နံပါတ်၈ကကြတော့ပြင်းစရာကောင်းတယ်လို့ထင်တယ်ဆိုလို့ရှင်အဲ ဒါကပြင်းစရာကောင်းတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဖုံဝမနာဘူာနော်ဖုံဖုံဝမနာဘူာဒါဒါပြင်းစရာကောင်းတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါလေးကလည်းစိတ်ဝင်စားအောင်နဲ့ပတ်သက်တဲ့ဟိုစကလုံးနောက်ပုံစံလေးပေါ့နော်ဖုံဝမနာဘူာဆိုရင်ဒါကကျွန်တော်ပြင်းစရာကောင်းတယ်လို့ထင်တယ်ပေါ့နော် နံပါတ်9ကကြတော့ဒီကိစ္စကိုကျွန်တော်စိတ်မဝင်စားဘူးအာယုံမရှိဘူးလို့ကပြောကြလို့ရှိရင်ကျွန်တော်မြန်မာလူစံအာယုံမလာဘူးပေါ့နော်ဒီကိစ္စကျွန်တော်မသိကျင်ဘူးအဲ့လိုမျိုးပြောကြတာပေါ့နော်အဲထိုင်းလူကတော့ဖုံမိတ်မီအာရုံကရီယန်နီလေးနော်ဖုံမိတ်မီအာရုံကရီယန်နီလေးခပ်ကျွန်တော်ဒီကိစ္စကိုစိတ်မဝင်စားဘူးအာယုံမလာဘူးပေါ့နော်အဲနံပါတ်10ကကြတော့ကျွန်တော်သိကျင်တဲ့ကိစ္စမဟုတ်ဘူးလို့ကပြောကြတယ်အဲဒါကလည်းကျွန်တော်စိတ်မဝင်စားဘူးဆိုတဲ့စကားကိုပဲပုံစံတစ်မျိုးနဲ့ပြောတာပေါ့နော်အဲမစ်ချယ်ရီယန်ဒီဖုံရလူခပ် เนาะมิชัยเรียนที่พงยาลูครับအဲကျွန်တော်သိကျင်တဲ့ကိစ္စမဟုတ်ဘူးเนาะဒီကိစ္စကိုကျွန်တော်မသိကျင်ဘူးပေါ့အဲအဲ့လိုမျိုးပြောရရတယ်เนาะအဲပြီးတော့နံပါတ်7ကကြတော့ကျွန်တော်အဲ့လိုကိစ္စတွေကိုစိတ်ဝင်စားဘူးလို့ကိုယ်ပြောခြင်းဖုံမေခွေစွန်ချိုင်းရေယံဘန်နန်ခပ်เนาะဖုံမေခွေစွန်ချိုင်းရေယံဘန်နန်ကျွန်တော်အဲ့ဒီအဲ့လိုမျိုးကိစ္စတွေကိုစိတ်ဝင်စားဘူးဒီလိုပုံစံနဲ့ပြောလို့ရတယ်ပေါ့เนาะစိတ်ဝင်စားလို့ဆိုတဲ့စကားလုံးကိုဒီလိုပုံစံနဲ့သုံးလို့ရတယ်အဲနောက်တစ်မျိုးသုံးလို့ရတယ်နံပါတ်7ကကြတော့အဲကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်ကိုလာမပြောနဲ့ အဲကျွန်တော်နဲ့မဆိုင်ဘူးဆိုရင်ထိုင်းလူကတော့မိတ်ကီယိုကပ်ဖုံမိတ်ကီယိုကပ်ဖုံကျွန်တော်နဲ့မဆိုင်ဘူးပေါ့နော်ကျွန်တော်ကိုလာမပြောနဲ့ဒီကိစ္စကျွန်တော်မလုပ်ဘူးကျွန်တော်နဲ့မဆိုင်ဘူးလို့ကပြောရင်ဒီပုံစံလေးသုံးရအောင်နော်မိတ်ကီယိုကပ်ဖုံအဲနံပါတ်73ကကြတော့အဲထားလိုက်ကျွန်တော်စိတ်ဝင်စားဘူးပေါ့နော်ဒါကလည်းနောက်ထပ်ပုံစံလေးပေါ့နော်အဲထိုင်းလူကတော့ primate formation နော် primate formation အဲကျွန်တော်ဒီကိစ္စကိုစိတ်ဝင်စားဘူးပေါ့နော်ထားလိုက်ပေါ့ employment ထဲနော် formation အလို့ပြောလို့ရတယ်နော် employment ထဲ formation အဲ number 14ကကြတော့ဒါကလည်းနောက်ပုံစံပဲဒါကတော့ရှင်းတယ်ပေါ့နော်အလုပ်ချင်းလုံးမလုပ်ချင်းနေကိုယ်တဘောပဲပေါ့နော်အဲထိုင်းလို့ကတော့လျော့တက်လေးလျော့တက်လေးပေါ့နော်လျော့တက်လေးနော်လုပ်ချင်းလုံးမလုပ်ချင်းနေတဘောပဲလေအဲအဲ့လိုမျိုးပြောတာပေါ့နော်အပေါ်ကကြတော့ employment ထဲ formation ထားလိုက်ပေါ့ကျွန်တော်စိတ်ဝင်စားဘူးပေါ့နော်ဒီပုံစံလေးလည်းသုံးလို့ရတယ်အဲ15နဲ့16ပေါ့နော်ဒါကကြတော့နောက်ဆုံးအဲစလုံးလေးပေါ့နော်နောက်ဆုံးနောက်ဆုံးစကလုံးလေးပေါ့နော်အဲလှုပ်ချင်တာလှုပ်သွားပေါ့နော်ကြက်ထမလိုင်ကိုထမ်ပိုင်းเนาะကြက်ထမလိုင်ကိုထမ်ပိုင်းလှုပ်ချင်တာလှုပ်သွားပါဘောเนาะဒါဟိုစိတ်ဝင်စားဘူးမှန်လှုပ်ချင်တာလို့အဲ့လိုမျိုးပြောတာဘောเนาะကြက်ထမလိုင်ကိုထမ်ပိုင်းကြက်ထမလိုင်ကိုထမ်ပိုင်းครับအဲလှုပ်ချင်တာလှုပ်သွားပါဘော အဲနံပါတ်16ပေါ့နော်နောက်ဆုံးစကလုံးလေးကဘာမှစိတ်ဝင်စားစရာမရှိဘူးလို့ကပြောကြည့်ရင်မိမိရိုင်းနတ်ဆွန်ကျိုင်းမိမိရိုင်းနတ်ဆွန်ကျိုင်းခါဟိုရေနဲ့မိမိရိုင်းနတ်ဆွန်ကျိုင်းလေးဘာမှစိတ်ဝင်စားစရာမရှိဘူးပေါ့အဲ့လိုပြောလို့ရတယ်နော်โอเคအားလုံးပဲအဆင်ပြေပါစေကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ဒီနေ့တော့ကြောက်လေးပဲဆုံးသက်ပြရစီခင်ဗျာအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ